မင်္ဂလာပါရှင်။ Zamni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Marco Polo ရဲ့မြမပြီးမှတ်တမ်းအကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးသွားကြမှာရရှင်။ မိုင်းမှာထင်ရှားတဲ့ခရီးသွားမှတ်တမ်းစာအုပ်တွေထဲမှာမာကိုပိုလိုရဲ့ခရီးသွားစာအုပ်ကအလွန်ထင်ရှားပါတယ်1269ခုနှစ်မှာမာကိုပိုလိုရဲ့ဖခင်နဲ့ဦးလေးတို့ဟာတရုတ်နိုင်ငံမှာဗီနစ်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်မာကိုပိုလိုအသက်18နှစ်အရွယ်1282ခုနှစ်မှာတော့ဖခင်ဦးလေးနဲ့အတူတရုတ်နိုင်ငံကိုထွက်ခွာခဲ့ပါတယ်လေးနှစ်တာခရီးချမ်းနှင်ပြီးတဲ့နောက်မှာတော့မာကိုပိုလိုနဲ့အဖွဲ့ဟာမွန်ဂိုဘရင်ကူမလိုင်ခန်ရဲ့နွေရာသီနန်းတော်ကိုရောက်ရှိလာခဲ့ပါတယ်မာကိုပိုလို ိုကကိုပလိုက်ခန့်ရဲ့အထူးတန်တမန်အဖြစ်ခန့်အပ်ခံရပြီးဥရောပသားတွေတခါမှမရောက်ဘူးတဲ့အရှိအာရှဒေသတွေဖြစ်တဲ့မြန်မာအိန္ဒိယအပါအဝင်အာရှရဲ့နေရာအများစုကိုဆေလွတ်တာဝန်ပေးခံခဲ့ရပါတယ်တရုတ်ပြည်မှာ18နှစ်နေထိုင်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်1292ခုနှစ်မှာကိုပလိုက်ခန့်ကမာကိုပိုလိုနဲ့အဖွဲ့ကိုအိမ်ပြန်ခရီးအတွက်ခွင့်ပြုခဲ့ပါတယ်1295ခုနှစ်မှာဗီးနစ်မြို့ကိုပြန်ရောက်လာခဲ့ပါတယ်1298ခုနှစ်မှာတော့ဗီးနစ်နဲ့ဂျီနိုအာတို့ဖြစ်ပွားတဲ့စစ်ပွဲမှာ မာကိုပိုလိုကဗီနစ်တမှုအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ပါတယ်စစ်ပွဲမှာမာကိုပိုလိုတို့ရှုံးနိမ့်ခဲ့ပြီးတော့မာကိုပိုလိုလည်းအကျဉ်းသားတအုပ်ဖြစ်လာခဲ့ပါတယ်မာကိုပိုလိုအကျဉ်းချနေစဉ်အတွင်းအကျဉ်းစခန်းမှာအခြားသူတွေကိုပုံမြင်တွေပြပြခဲ့ပါတယ်သူပြောပြတယ်ပုံမြင်တွေကိုနှစ်သက်သူတွေထဲမှာတော့ Rusted Shallow အမည်ရတဲ့စာရေးဆရာတအုပ်လည်းပါဝင်လာခဲ့ပါတယ် Rusted Shallow ကမာကိုပိုလိုကိုကူညီပြီးတော့တချို့အချက်လက်တွေဖြစ်ဆွက်ခါ The Travels of Marco Polo စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်အဲ့ဒီစာအုပ်ကအလွန်အောင်မြင် ခဲ့ပြီးတော့တခြားဘာသာတွေနဲ့လည်းရိုက်နှက်ထုတ်ဝေခဲ့ပါတယ် The Travels of Marco Polo မှာဆိုရင်မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုထည့်သွင်းရေးသားထားခဲ့တာဖြစ်ပါတယ်အဲ့ဒီအထက်မှာပါဝင်တဲ့အကြောင်းအရာတွေကမြမသမိုင်းမှာထင်ရှားတဲ့ငဆောင်ချမ်းတိုက်ပွဲနဲ့ဆက်ဆက်နေပါတယ်ကူပလိုက်ခန့်ဘရင်ဟာဆိုရင်အင်းနီးချင်းနိုင်ငံတွေကိုသစ္စာခံစေခြင်းလက်ဆောင်ပန်းနာဆက်တာစေခြင်းတို့ကိုတန်တမန်ဆစ်လုပ်ပြီးတော့တောင်းဆိုလေရှိပါတယ်မြမဘရင်ကဒီလိုတောင်းဆိုတာကိုမလိုက်ရောတဲ့အပြင်အင်အားကြီးမားတဲ့တက်ကြီးတက်တက်ကိုဆင်လွတ်လိုက်ပါတယ်မာ ကိုပိုလိုရဲ့မှတ်တမ်းထဲမှာတော့မြမဘရင်ကိုယ်တိုင်တက်ကိုဦးစီးတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားခဲ့ပေမဲ့မြမသမိုင်းတွေကအချက်အလက်နဲ့တော့ကွဲပြားမှုရှိပါတယ်မြမတို့ကတိုက်စင်2000တက်ကြီးအပါအဝင်မြင့်တက်ခြေလျင်တက်စရှိတဲ့အင်အားအများအပြားနဲ့ချီတက်လာကြောင်းသတင်းကိုကြားသိရတဲ့ယွန်းချင်းနယ်စာမွန်ဂိုလူမျိုးဘရင်ခန် NASA ဦးတင်ကအစီအမံတွေကို ပြုလုပ်ခဲ့ပါတယ် ူတို့ရဲ့လက်နက်တွေထဲမှာတိုက်စင်တို့မှာဆင်ရင်ထားတဲ့ဇဝတ်ဒစာတွေကိုဖောက်ထွင်းနိုင်တဲ့လေးများတို့ပိုင်ဆိုင်ထားပါတယ်။ NASA ဦးတင်ကမြမတက်ရအောင်မဆောင်တော့ဘဲနဲ့လေးတီတော်12000နဲ့တာပေမြချောင်းအတိုင်းတော့ရိတ်ခိုးစုံစင်းလာခဲ့ပြီးတော့လွင်ပြင်ငယ်တစ်ခုကိုစစ်မြေပြင်အဖြစ်ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။မြမတက်ကကွေးမြင်အတွင်းကိုတိုက်စင်2000တန်းစီပြီးရှေ့မှာဥဆောင်တိုက်ပြီးတော့မြင့်တက်ခြေလင်းတက်တို့ကနောက်မှာချန်ရန်တက်ဖြန့်တိုက်ခိုက်ပါတယ်။မြမတက်ဟာဆင်ရဲကြောက်ကုန်းထက်မှာခန့်တက်တဲ့ပွဲစီမံပြုလုပ်ထားတဲ့ပ ပေါင်မိုးထဲမှာလေးတီကျော်နဲ့လှန်ကိုင်းစစ်တီတို့နေရာယူလျက်ရှေ့ကိုအပြင်းချီတက်တိုးဝင်က တွေ့ရကိုနင်းချေတိုက်ခိုက်ခဲ့ပါတယ်မြန်မာတိုက်စစ်တွေကိုရန်သူရဲ့မြားချက်လှမ်းချက်တွေခန်းနိုင်ရရှိစေဖို့ဇဝုတစားတွေကိုစီရင်ထားခဲ့ပါတယ်လေးတီကျော်တို့ကစင်ထက်မှာမြားတို့ကို မိုးသီးမုတ်ပေါက်ပမာပြစ်လွတ်ကြရာရန်သူတသားများကဖြိုခွဲပြီးတော့ဖယိုဖယဲပြေးလွှာကြပါတယ်တိုက်ပွဲအစမှာတော့စင်တက်ကိုမွန်ဂိုတို့တားဆီးမနိုင်တဲ့အတွက်တတော်တွေကိုပြန်ပြီးတော့ဆုတ်ခွာခဲ့ပါတယ်တိုက်စင်တွင်အတင်းဖိလိုက်တဲ့အခါမှာတော့မွန် ်ဂိုတို့ကတစ်တော်ထဲမှာခြုံခိုးတိုက်ခိုက်ခဲ့ပါတယ်။စင်ပေါ်မှာခံတပ်တပွဲတိစောက်ထားတဲ့တသားမျိုးစင်ကြီးတွေကတစ်တော်အတွေ့မှာရှိတဲ့တစ်ပင်တွေအကြားကက်လက်ခန်းညက်နေတဲ့အခါမှာတော့ရှေတိုးလို့မရနောက်ဆုတ်လို့မရဖြစ်ပြီးတော့တောအုပ်အတွင်းမှာမွန်ဂိုတို့ကလေးနဲ့ပြစ်လိုက်တဲ့အတွက်မြမစင်တွေလည်းတက်ပြတ်ပါတယ်။မာကိုပိုလိုကဆက်လက်ဖော်ပြရမှာမြန်မာတပ်ကစည်ရေးစရာပေါ်ပေါက်မှာစူဆောင်းစည်းရုံးဖွဲ့စည်းတတ်တဲ့စစ်သားတွေဖြစ်ပြီးတော့တိုက်ရဲခရီးမှာမကျွမ်းကျင်ကြောင်းမွန်ဂိုစစ်သားတို့ကမွေကလေးကစစ်တိုက်လာကြသူတွေဖြစ်ပြီးစ တရေးစင်ရကျင်းလဲကြကြောင်းကိုလည်းနှိုင်းရှင်ဖော်ပြထားပါတယ်မြမစစ်တီတို့ကအပျော်ရမ်းစစ်သားတွေဖြစ်ပေမဲ့အလွန်ရဲစမ်းတတိရှိကြတဲ့မွန်ဂိုစစ်သားတို့လည်းအကြဆုံးများလာတယ်လို့ဆိုပါတယ်တိုက်ပွဲမှာနှစ်ဖက်စလုံးအတုံးအယုံထိခိုက်ဒဏ်ရာရသူအများပြခဲ့တယ်လို့အများအပြားလည်းသိဆုံးပါတယ်အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့လွေမြင်ဆိုတာငဆောင်ချမ်းခံမြို့မဟုတ်ဘဲငဆောင်ချမ်းခံမြို့နဲ့မိုင်းနှဲငယ်ဝေးကွာတဲ့ငဆောင်ချမ်းလွေမြင်သားဖြစ်နိုင်လို့လိလာသူတွေကဆိုပါတယ်မြမတက်တွေစုတ်ခွာသွားကြတဲ့အခါမှာတော့မွန်ဂိုစစ်သားတို့ကကြံ့ရစ်ခဲ့တဲ့စင်တချို့က ိုခဲယင်းစွာနဲ့ဖမ်းယူကြပါတယ်။စင်ကိုရုတ်တရက်မဖမ်းဝင်ကြတဲ့အတွက်ရှေးဦးစွာပက်လယ်ဝိုင်းရံထားတဲ့တပင်ကြီးတွေကိုခုတ်လွဲကာရံပြီးတော့ထွက်ပေါက်မရှိအောင်ပြုလုပ်ပါတယ်။အဲဒီနောက်စင်ဖမ်းတတ်တဲ့မြမလူမျိုးတွေကိုရှာဖွေပါတယ်။ ဖမ်းဆီးရမိထားသူတွေထဲမှာစင်ဦးစီးတို့ကိုတွေ့ရှိရပြီးစင်တွေကိုဖမ်းဆီးပါတယ်စင်ဦးစီးတွေကနာမည်ခေါ်လိုက်ရုံနဲ့အလွယ်တကူဖမ်းနိုင်ပါတယ်မာကိုပိုလိုဟာပကံမျိုးတော်နဲ့ပတ်သက်ပြီးတော့လည်းရှင်းသားခဲ့ပါတယ်သူ့ရဲ့မှတ်တမ်းတွေထဲမှာဖျားစီဒီတို့ကိုရွှေချထားကြ၍စီဒီတော်ထိတ်ရှိထီတော်မှာရွှေဆဲလဲငွေဆဲလဲများဆင်ရင်ထားလိမ့်သည်ထိုဆဲလဲတို့မှာလေတဖြူဖြူလာလည်ရင်ပါရညင်ပြောင်းသောအတန်များကိုပြုနေကြသဖြင့်အလွန်ကျိနုဝယ်ကောင်းမွေဤလို့ဖော်ပြထားပါတယ်မာကိုပိုလိုကပကံမျိုးအတွင်းမှာရှိတဲ့စီဒီတော် နှစ်စုကိုအထုတလဲထိကျူးဖော်ပြထားပါတယ်။တစ်စုကတော့ရွှေပြားသင်္ကန်းကထားသလိုရွှေတွေကိုအချက်လက်ကက်လူရွှေချထားပြီးတော့အခြားတစ်စုကတော့ငွေပြားသင်္ကန်းတို့နဲ့မွမ်းမံထားကြောင်းပကံမြို့တီယာမှာဇေဒီပထိုးနဲ့ပြည့်နှက်လျက်ရှိကြောင်းကိုလည်းဖော်ပြထားပါတယ်။ပကံပြည်ကြီးပျက်စီးပြီးတဲ့နောက်ပိုင်းမှာတော့ပကံမှာရှိတဲ့များစွာသောဇေဒီပထိုးတို့လက်ရမပြတ်ပကတိအတိုင်းတည်ရှိနေကြတဲ့အတွက်မကိုပိုလိုရဲ့မှတ်တမ်းထဲမှာဖော်ပြထားတဲ့မွန်ဂိုတို့ဟာဇေဒီပထိုးတွေကိုဂျုံတရားကိုအနေရမပြုတ်ခဲ့ဘူးလို့မှတ်ယူရမှာလည်းဖြစ်ပါတယ်။ယနေ့တ ်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းမှာထင်ရှားခဲ့တဲ့ခရီးသွားမှတ်တမ်းစာအုပ်တွေကမာကိုပိုလိုရဲ့မြန်မာပြည်မှတ်တမ်းအကြောင်းကိုတင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။